ဆိုဖယားခင်ခွင့်လွှတ်ခြင်းကိုလက်ခံရရှိခြင်းဆိုတဲ့အရာကဖယားခင်ခွင့်လွှတ်တယ်ဆိုတာကိုသိုံလောက်ပဲမဟုတ်ဘူးခရိယန်တော်တော်များများကဖယားခင်ခွင့်လွှတ်တယ်ဆိုတာသိလားဆိုသိတယ်ဒါပေမဲ့သူတို့တက်တာထဲမှာထိုကဲသူတို့ခွင့်လွှတ်ခြင်းမရှိတဲ့အချိန်မှာဆက်လက်ပြီးတော့မှစီးစင်းသွားတဲ့အရာကခွင့်မလွှတ်ခြင်းနဲ့ဆက်ဆိုင်နေရတယ်ပဲလူစားတီနဲ့ဆက်ဆိုင်နေရတယ်ပဲဆက်လက်ပြီးတော့မှစီးစင်းသွားတယ် ဖယားသခင်ရဲ့မေတ္တာမရှိဘဲနဲ့တပားသူကိုမချစ်နိုင်တယ်လို့ပဲဖယားသခင်ရဲ့ခွင့်လွှတ်ခြင်းမရှိဘဲနဲ့လည်းကျွန်တော်တို့တတ်တာထဲမှာတပားသူကိုခွင့်မလွှတ်ပေးနိုင်ဘူး။ဒါကြောင့်မတင်းတတ်တာထဲမှာတကယ်ကိုဖယားခင်ခွင့်လွှတ်ခြင်းဆိုတာဘာလဲဆိုတာဂါဂါနာနာသိပြီလား။အဲ့ဒါကကျမ်းစာထဲမှာရေးထားတဲ့စကားလုံးလေးတစ်ခုကိုဖတ်ဖူးုံနဲ့မသိဘူး။ကိုယ်အသက်တာထဲမှာတကယ်နှလုံးသားထဲမှာဝိညာဉ်ထဲမှာဖယားခင်ရဲ့ခွင့်လွှတ်ခြင်းဆိုတဲ့အရာကိုနားလေသဘောပေါက်သွားတဲ့နေ့ကစတာဖြစ်တယ် အဲ့ဒီຢာကဘုရားသခင် ရှေ့တော်မောက်မှာအဲ့ဒီဘုရားပေးတဲ့မုတ်ခွင့်လွှတ်ခြင်းကိုစားသုံးခြင်းနဲ့အတူတူပဲဖြစ်တယ်။ဆိုဘုရားခင်ခွင့်လွှတ်ခြင်းကဘလောက်တောင်ပြီးပြည့်စုံတယ်လို့ပြောပြဆိုရင်သင်နဲ့ကျွန်ုပ်အရင်တုန်းကလုတ်ခဲ့တဲ့ဒူးစရာအပြစ်တွေကိုစိတ်ထဲကနေတွေးခဲ့တဲ့အပြစ်တွေကိုတိတ်မှရှိတဲ့ຢာအခုပြည့်စုံမှန်မှလုံနေတဲ့ຢာအခုနေတော့မလုံသေးဘူးနောက်ကျလို့ရှိရင်အနာဂတ်မှာဆက်ပြီးလုံမဲ့ຢာအလုံးစုံ တွက်လွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကတည်းကယေရှုခရစ်တော်လှုပ်ဝါကားတဲ့ပုံမှာအတိခံအသွေးသွန်းပြီးတော့မှစေကျော်ဖြူစင်စီလျက်ခွင့်လွှတ်ပေးခဲ့တဲ့ဘုရားခင်ဖြစ်တယ်။အဲ့လောက်ထိပြီးပြည့်စုံတဲ့ခွင့်လွှတ်ခြင်းမရှိတော့ဘူး။တချို့ကြောင့်ပြန်တော့လေဒီလိုမျိုးဘုရားခင်ကအလုံးစုံခွင့်လွှတ်တယ်ဆိုတာသိတဲ့အချိန်မှာဒီအရာကိုကင်ဆယ်ပြီးတော့မှဒုစရိုက်တွေကိုစိတ်ကြိုက်လုပ်တဲ့သူလည်းရှိပြန်တယ်။ကျွန်တော် ပြောပြမယ်ဘုရားခင်ကလေကျွန်တော်တို့တယောက်ချင်းစီတိုင်းကို ခွင့်လွတ်ပေးလိုက်တဲ့အချိန်မှာတနည်းအားဖြင့်အပြစ်သားဘဝကနေပြီးတော့မှအဲ့ဒီအပြစ်ဆိုတဲ့အရာ cancel the debt ကျွန်တော်ပေးရမယ်ပေးချင်ရမယ်အခအဖို့ပဲဖယ်ပြီးတော့မှဒီတိုင်းထပ်ထားတဲ့ဖရားခင်မဟုတ်ဘူးကျွန်တော်တို့အပြစ်ဆက်ပြီးတော့မှလှုပ်စီခြင်းတဲ့ဖရားခင်မဟုတ်ဘူးဒီလောကရဲ့ three name မှုအောက်မှာပဲဆက်ပြီးတော့မှသွားစီခြင်းတဲ့ဖရားခင်မဟုတ်ဘူးသူကအသေးခံအသွေးသွင်းပြီးသားတဲ့အချိန်မှာအပြစ်ကိုပဲဖယ်ပေးမှာမကဘူးအပြစ်သားဘဝကနေဖရားသားသမီးအဖြစ်ရွေးနှုတ်ခဲ့တဲ့ဖရားခင်ဖြစ်တယ် ဒါကြောင့်မို့ကျွန်တော်တို့ကအပြစ်ဒုစရိုက်တွေမှာဆက်ပြီးတော့မှကျင်လည်နေရမယ့်သူမဟုတ်တော့ဘာကြောင့်လဲကျွန်တော်တို့ကခွင်းလွတ်ခြင်းကိုခံရတော်သူတွေဖြစ်တယ်။အဲ့ဒီခွင်းလွတ်ခြင်းကကျွန်တော်တို့ကိုဘုရားရဲ့အဝေးဆုံးကိုပို့တာမဟုတ်ဘူး။ဘုရားခင်ကသူ့ရဲ့အနီးဆုံးမှာထားထားတာဖြစ်တယ်။ဒါကြောင့်မို့ဘုရားရဲ့ခွင်းလွတ်ခြင်းကိုသိပြီးတော့မှအဲ့ဒါကိုအခွင့်ကောင်းယူပြီးနောက်ထပ်တစ်ချိန်ဒုစရိုက်တွေကိုအားရပါးရလုံနေတော်သူဟာဘုရားခင်ရဲ့စစ်မှန်သောခွင်းလွတ်ခြင်းကိုသူမစားသုံးရသေးဘူး။ထို့ကဲ့သို့လို့သူရဲ့အသက်တာထဲမှာသူတပါးကိုလည်းခွင့်မလွတ်နိုင်ဘူး။ တို့ဒီနေ့မှာတင်းတက်တာတွေမှာချီနှောင်ခြင်းတွေရှိနေသေးတယ်ဆိုလို့ရှိရင်သေကြတယ်။ဒီဖရာရဲ့စစ်မှန်သောခွင့်လွှတ်ခြင်းကိုသင်မစားသုံးရသေးဘူး။အဲ့ဒီအရာကိုစားသုံးဖို့ရန်အတွက်သင်ဘာမှကြိုးစားစရာမလိုသင်ဘာမှလှုပ်ဆောင်စရာမလိုယုံကြည်ခြင်းရှိဖို့ပဲလိုအပ်တယ်။ဖရာခင်ငါ့အတွက်အရာအားလုံးကိုပေးခဲ့ပြီးဖရာခင်ငါ့ကိုခွင့်လွှတ်ပေးခဲ့ပြီးပြီ။ ငါဖရားရဲ့အချစ်ခံရတော့ဒါဖြစ်တယ်ဆိုတဲ့အောင်တင်းတဘောပေါက်တာနဲ့တင်းနှလုံးသားတကားကိုဖွင့်တာနဲ့ဖရားရဲ့စစ်မှန်တဲ့ခွင့်လွှတ်ခြင်းဆိုတဲ့အရာကိုဝိညာဉ်တော်ဖရားကခမဲတော်ရဲ့ချစ်ခြင်းမေတ္တာအပြင်သွန်လောင်းပေးမှာဖြစ်တယ်